ယူကရိန်းရဲ့ drone လှိုင်းလုံးကြီးကရုရှားမြို့တော်တွေအထိရောက်ရှိလာပြီရုရှားရာရှိတွေရဲ့ပြောကြားချက်အရယူကရိန်းရဲ့မော်စကိုမြို့ပေါ် drone တိုက်ခိုက်မှုကြောင့်မြို့ရဲ့လေဆိပ်အတော်များများပိတ်ခဲ့ရပါတယ်ရုရှားကယူကရိန်းဟာမော်စကိုကို drone လှိုင်းလုံးကြီးနဲ့နှစ်ညဆက်တိုက်တိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်ဒါဟာမိုးချိမ့်တယ်မဟုတ်ပါဘူး drone အင်ဂျင်တွေရဲ့တစီစီမီတန်ပါရုရှားရဲ့ကောင်းကင်ဟာအခုတော့စစ်ပွဲရဲ့ရှေ့တန်းအသစ်ဖြစ်လာပါပြီ။ ယူကရိန်းဟာသူ့ရဲ့ကုန်းမြေနယ်စပ်တွေမှာပဲတိုက်ခိုက်နေတာမဟုတ်တော့ပါဘူး။အခုဆိုရင်ရုရှားပိုင်နယ်နယ်မြေအလဲကောင်နဲ့လေကြောင်းကနေပါတိုက်ရိုက်တုံ့ပြန်နေပါပြီ။လွန်ခဲ့တဲ့48ရက်အတွင်းမှာရုရှားဟာခေတ်သစ်စစ်ပွဲတပိုင်းမှာမကြုံစဘူးပြင်းထန်တဲ့တိုက်ခိုက်မှုနဲ့ကြုံတွေ့ခဲ့ရပါတယ်။နိုင်ငံတော်ခွမ်းမှာမောင်းသူမဲ့လေယာဉ်ပေါင်း400ကျော်ကိုထောက်လန်းတွေ့ရှိခဲ့ပြီးပေါက်ကွဲမှုတွေကနေရာအများအပြားအထူးသဖြင့်မော်စကိုမှာထိတ်လန့်စိုးရိမ်မှုတွေဖြစ်စေခဲ့ပါတယ်။ တာမန်ပြည်သူတွေညာဘက်အိတ်မပြောဘဲကုံဆုံးခဲ့ရပြီးတော့မဟာပြူဟာမြောက်စီရေးပြည့်မှတ်တွေရဲ့ပတ်ဝန်းကျင်ဒေသတွေဟာတကယ်အစ်စ်မြေပြင်တွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ယူကရိန်းရဲ့ဒရုန်းပြူဟာဟာအခုဆိုရင်အချက်ပြမှုတစ်ခုမှမဟုတ်တော့ဘဲဓာတ်ရိုက်ဆိုင်ခုံမှုတစ်ခုဖြစ်နေပါပြီ။ရုရှားပိုင်နယ်ပေါ်ယူကရိန်းရဲ့အပြင်းထန်ဆုံးဒရုန်းစစ်ဆင်ရေးတွေကတခုက မေလ21ရက်နေ့ညနေပိုင်းမှာစတင်ခဲ့ပါတယ်။နောက်ထပ်48နာရီအတွင်းမှာဒရုန်း449စီးကရုရှားရဲ့ဒေသအသီးသီးကိုပစ်မှတ်ထားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာရှေ့တန်းနယ်မြေတွေအနီးနားမှာပဲကန့်တတ်ထားတာမဟုတ်ပါဘူးမြို့တော်မော်စကိုကနေစပြီးအတွင်းပိုင်းကမဟာပြူဟာမြောက်စစ်မှုလုပ်ငန်းအဆောက်အုံတွေထိပြန့်နှံ့သွားခဲ့ပါတယ်မော်စကိုမြို့ရဲ့အခြေအနေကအထူးသဖြင့်အရေးကြီးပါတယ်မြို့တော်ဝင် စာဂျီလ်ဆိုဗျန်နင်ကမြို့တော်လေပိုင်တပ်ကနေတဆင့်ဒိုမိုဒီဒိုဗိုလေစိတ်ကိုချင်းကပ်နေတဲ့ဒရုန်း၉စီးကိုတံပြန်တိုက်ခိုက်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်ခဏကြာမှာပဲဒရုန်း၁၆စီးထပ်မံပစ်ချခံခဲ့ရပါတယ် ိုက်ခိုက်မှုတွေပြီးမှာရုရှားရဲ့ရက်ဘတ်လေကြောင်းအေဂျင်စီ Rosal VLT ရှားကမော်စကိုရဲ့နေရာတိတိကလေစိတ်တွေမှာချက်ချင်းလေရင်ပြန်တမ်းမှုပိတ်ပင်ခဲ့ပါတယ်။လေကြောင်းလေပတ်မှုတွေယာယီရပ်ဆိုင်းခဲ့ပြီးလေရင်တွေနှောင့်နေတာနဲ့လမ်းကြောင်းပြောင်းတာတွေအများအပြားဖြစ်ပေါ်ခဲ့ပါတယ်။ Fight Trader 24လို့ဝန်ဆောင်မှုပေးသူတွေစီကနေအချိန်နဲ့တပြေးညီလေကြောင်းသွားလာမှုသတိပေးချက်တွေကဒီလိုအနှောက်အယှက်တွေနဲ့တူပါလာခဲ့ပြီးဖြစ်စဉ်တွေဖြစ်ပွားနေချိန်မှာလေရင်အများပြားကိုလမ်းကြောင်းပြောင်းတာတွေလုပ်ခဲ့ရပါတယ်။ ်မော်စကိုမြို့တော်ဝင် စာကြေးဆိုပြန်နေကကယ်ဆယ်ရေးလုပ်သားတွေဟာပြစ်ချခံရတဲ့ drone တွေရဲ့အပျက်စီးတွေကိုဖယ်ရှားဖို့အပြင်းထန်ကြိုးစားနေကြတယ်လို့ပြောကြခဲ့ပြီးရုရှားအနာပိုင်းတွေကဒီတိုက်ခိုက်မှုတွေကိုဘလောက်အလေးနက်ထားကင်တွယ်နေလဲဆိုတာကိုလည်းအလေးပေးပြောကြခဲ့ပါတယ်ဒီလိုဖြစ်ပေါ်တိုးတက်မှုတွေတွင် တူလာဒေသမှာလည်းအပြင်းထန်လှုပ်ရှားမှုတွေရှိခဲ့ပါတယ်တူလာအုပ်ချုပ်ရေးမှူးဒီမီထရီမစ်ဂျက်က မောင်းသူမဲ့လင်ရဲ့အပျက်စီးတွေဟာတူလာမြို့ပေါ်ကိုကြားရောက်ခဲ့ပြီး တိုက်ခန်းအဆောက်အုံတစ်ခုရဲ့ခေါင်းမိုးကို ထိမှန်ကအဆောက်အုံများပါကိုထိခိုက်ပျက်စီးစေခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ Nova Moscovax မြို့မှာ ပောက်ကွဲမှုအနည်းဆုံး16ကြိမ်မှတ်တမ်းတင်ခဲ့ပါတယ်။ Ryzen Data ကဖြစ်ရပ်တွေကတော့အထူးသဖြင့်ထူးကြပါတယ်။ NASA ရဲ့မီးလောင်မှုစောင့်ကြည့်ရေးစနစ် Fans ကယူကရိန်းရဲ့ drone တိုက်ခိုက်မှုပြီးမှ Ryzen ရေနံချက်စက်ရုံမီးလောင်မှုတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဒီစက်ရုံကရုရှားရဲ့ကြီးမားတဲ့ရေနံထုတ်လုပ်မှုစက်ရုံ၅ခုတည်းကတစ်ခုဖြစ်ပါတယ်။ ဖြစ်စဉ်ပြီးမှဆက်ယုံအနီးနားမှာမောင်းသူမဲ့လေရင်အ ਨੇ ဆုံး၅စီးပြစ်ချခံခဲ့ရတယ်လို့သတင်းပို့ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကအဲဒီဆက်ယုံကိုတစ်နှစ်တွင်ဒုတိယကြိမ်ပြစ်မှတ်ထားခံရတာဖြစ်ပါတယ်။ပထမကြိမ်ကတော့ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့တာပါ။ဒါပေမဲ့အထူးခြားသောပြစ်မှတ်တွေကတခုကတော့ Already Data က Bolhop Semiconductor Device ဆက်ယုံပါပဲ။ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့မောင်းသူမဲ့စနစ်တပ်ဖွဲ့ကမေလ22ရက်နေ့ညပိုင်းမှာလှုပ်ဆောင်ခဲ့တဲ့စစ်စင်ရေးတစ်ခုမှာ ဒီရေးကြည့်တဲ့စောက်အုံကို ပြစ်မှတ်ထားခဲ့ပါတယ်။ဒီဆက်ယုံကရုရှားရဲ့စစ်ဘက်ဆက်မှုလုပ်ငန်းကွန်ရက်နဲ့ချိတ်ဆက်ထားတဲ့ထုတ်လုပ်ရေးဆက်ယုံအနည်းဆုံး19ခုကို micro chips တွေ၊ semi conductor တွေ၊ diode တွေနဲ့နီးပြူဟာဆက်သွယ်ရေးစနစ်အစိတ်ပိုင်းတွေကိုထောက်ပံ့ပေးနေတာပါ။ဒီစောက်အုံက T72B3 နဲ့ T90M10 ကားတွေ၊ KH101 တုံးကြီးတွေ ကာစကာတာနဲ့ဇီဒယ်အီလက်ထရောနစ်စစ်ပွဲစနစ်တွင်လည်းစစ်ပတ်ဆက်သွယ်ရေးပစ္စည်းတွေမှာအသုံးပြုတဲ့အစိပ်ပိုင်းတွေထုတ်လုပ်တဲ့စင်တာအဖြစ်လူသိများပါတယ်။ယူကရိန်းသတင်းရင်းမြစ်တွေကဘိုဟော့ဖ်ဆက်ယုံဟာပိတ်ဆို့ရေးယူမှုတွေရှိနေပေမဲ့လည်းတရုတ်တောင်ကိုရီးယားဂျပန်နဲ့အမေရိကန်တို့ကနေအပြိုင်သွင်းကုန်တွေကနေအနောက်တိုင်းနည်းပညာတွေကိုရရှိခဲ့တယ်လို့ပြောကြခဲ့ပြီးဒါကြောင့်ဒီစစ်စင်ရေးဟာမဟာဗျူဟာမြောက်ထိုးနှက်မှုတစ်ခုဖြစ်တယ်လို့ပြောပါရတယ်။ဒီအဆောင်အုံဟာဒေတာရင်းမှာအကြီးဆုံးဆက်မှုလုပ်ငန်းလေးဖြစ်ပါတယ်။ ရုရှားကာဝေးရေးဝန်ကြီးဌာနကသူ့ရဲ့လေကြောင်းကာဝေးရေးစနစ်တွေရဲ့လုံဆောင်မှုနဲ့ပတ်သက်ပြီးတရားကြေညာချက်ခုနှစ်ခုထုတ်ပြန်ခဲ့ပါတယ်။ဒီကြေညာချက်တွေအရတိုက်ခိုက်မှုရဲ့ပထမတရက်ခွဲအတွင်းမှာရုရှားလေပိုင်းထဲမှာစုစုပေါင်း drone 344စီးကိုပစ်ချခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ပြစ်မှတ်ထားခံရတဲ့ဒေသတွေကပျက်စီးဆုံးရှုံးမှုတွေနဲ့အရက်သားတွေရဲ့စိုးရိမ်မှုတွေကရုရှားရဲ့ပြည်ရင်းကာဝေးရေးစွမ်းရည်တွေရဲ့အားနည်းချက်တွေကိုထပ်မံထုတ်ဖော်ပြသနေပါတယ်။အခြေခံအကြောင်းရင်းကရုရှားလေကြောင်းကာဝေးရေးစနစ်တွေရဲ့ နီးပညာပိုင်းဆိုင်ရာနဲ့နီးဗျူဟာပိုင်းဆိုင်ရာအားနည်းချက်တွေပါပဲအကြီးမားဆုံးပြဿနာတွေကတခုကတော့ရုရှားလေကြောင်းကာဝေးရေးစနစ်တွေဟာတင်းငယ်တဲ့နှေးကွေးတဲ့အနိုင်ပြန်မောင်းသူမဲ့လင်းရင်တွေကိုထိရောက်မှုမရှိတာပါပဲဥပမာအားဖြင့်ကွင်းစင်စမ်းသပ်မှုတွေရကြဲကြဲပြန့်ပြန့်အသုံးပြုနေတဲ့တောက်လေကြောင်းကာဝေးရေးစနစ်ဟာတင်းငယ်တဲ့ UAVs တွေကို3ကီလိုမီတာကနေ4ကီလိုမီတာကွာဝေးမှသာထောက်လှမ်းနိုင်ပါတယ်ဒီလိုတိုးတောင်းတဲ့ကွာဝေးက ဒရုန်းတွေဟာထောက်လန်းခံရခြင်းမရှိဘဲကာကွယ်ရေးစနစ်တွေနဲ့နီးကွပ်စွာရောက်ရှိနိုင်တာကို ဆိုလိုပြီးမောင်းသူမဲ့လင်းရဲအများပြားကိုဗီဒီယိုရိုက်ကူးနိုင်လာအောင်နီးကပ်စွာရောက်ရှိစေပါတယ်။ထောက်လန်းပြီးရင်တော့ဒေါ်စနစ်တွေရဲ့ဒီပြစ်မှတ်တွေကိုထိမှန်နိုင်တဲ့အောင်မြင်မှုနှုန်းကအတော်လေးနှိမ့်ပါပါတယ်။ Panzer S1 စနစ်နဲ့ပတ်သက်ပြီးလည်းအလားတူပြဿနာကိုတွေ့ရပါတယ်။ကွင်းစင်းစမ်းသပ်မှုတွေရဒီစနစ်ကသိငယ်တဲ့ UAVs တွေကိုဒုံးကျည်ပြစ်လွတ်ဖို့လက်တွေ့ကြကြမဖြစ်နိုင်ပါဘူး။ ကာဝေးစနစ်တစ်ခုကပြစ်မှတ်တစ်ခုကိုထောက်လန်းမိတဲ့အခါဒုံးကြီးအတွက်လိုအပ်တဲ့အနေဆုံးကွာဝေးကိုရောက်နေပါပြီ။တဏှာဖြစ် ပြစ်မှတ်ကအလွန်နီးကပ်နေပါပြီ။ဒါကြောင့်မောင်းသူမဲ့လင်းရင်အများပြားကိုဒုံးကြီးပြစ်လွတ်ဖို့ကလည်းမဖြစ်နိုင်သလောက်ပါပဲ။ဒီစနစ်သုံးခုလုံးကိုဒုတိယလက်နက်စနစ်တွေအဖြစ်နှစ်ခွပါအမြောက်မြန်နှုံးမြင့်အမြောက်များတက်ဆင်ထားပါရ။ဒီအမြောက်တွေဟာသေးငယ်တဲ့မောင်းသူမဲ့လင်းရင်တွေကိုထိရောက်စွာပြစ်ခတ်နိုင်ပါတယ်။ဒါပေမဲ့လက်တွေမှာတော့တိကျမှုနှုံးနှိမ့်တဲ့အတွက် တကယ်ဖြည့်ရှင်းနေမှာမဟုတ်ပါဘူး2020ပြည့်နှစ်ကလေ့ကျင့်ခန်းတစ်ခုမှာပန်ဆာဘက်ထရီ၄ခုဟာနှိပ်ကွေးစွာရွေ့ရှားနေတဲ့မီနီဒရုန်းတစ်စီးကိုအချိန်များစွာပြစ်ခတ်ခဲ့ပေမဲ့ဖျက်ဆီးနိုင်ခြင်းမရှိခဲ့ပါဘူးတွက်ချက်မှုတွေအရဒရုန်းတစ်စီးကို90ရာခိုင်နှုန်းထိမှန်နှုန်းရဖို့ဒုံးကျည်၄တောင်ကနေ13000အထိလိုအပ်ပါလိမ့်မယ်တူဂတ်စကစနစ်မှာတော့တမနစ်ကိုဒုံးကျည်9000ပြစ်ခတ်နိုင်တဲ့တနက်တွေတက်ဆင်ထားပေမဲ့စုစုပေါင်းခရယန်ဆန့်ဝင်မှုက1140ပဲရှိပါတယ် ။ဒါကြောင့်လက်နက်ခဲယမ်းတွေအ мян ကုံသွားပြီးတော့ထိရောက်မှုမရှိတော့ပါဘူး။စတရီလာလိုအပူရှာဖွေဒုံးကျည်တွေအသုံးပြုတဲ့စနစ်တွေကလည်းအလားတူပြဿနာတွေကြုံတွေ့ရပါတယ်။ဒီဒုံးကျည်တွေကို jet engine တွေရဲ့အိမ်ဇောအပူတွေကိုခြေရာခံဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးအပူချိန်အမှတ်အသားအနည်းဆုံးရှိတဲ့မောင်းသူမဲ့လေယာဉ်တွေကိုတော့ထောက်လှမ်းဖို့အတွက်အသုံးမဝင်သလောက်ပါပဲ။ဒါအပြင်ရုရှားလေကြောင်းကာဝေးစနစ်တွေမှာကြဲကြဲပြန့်ပြန့်အသုံးပြုနေတဲ့ impact fuse တွေကလည်းသေးငယ်တဲ့ပြစ်မှတ်တွေကိုထိရောက်မှုနေပါပါတယ်။ ဒုံးကြီးကကြီးမားတဲ့ပြင်းမှတ်တွေကိုထိရောက်စွာထိမှန်နိုင်ပေမဲ့သေးငယ်တဲ့ drone ကိုတိုက်ရိုက်မထိရင်မကြာခဏလွဲချော်တတ်ပါတယ်။အချို့စနစ်တွေမှာ proximity fuse တွေကိုအသုံးပြုထားပေမဲ့သေးငယ်တဲ့ drone တွေပေါ်သူတို့ရဲ့စွမ်းဆောင်ရည်ကအတော်လေးကန့်သတ်ချက်ရှိပါတယ်။လေယာဉ်တွေလိုကြီးမားတဲ့ပြင်းမှတ်တွေကိုဖျက်ဆီးဖို့ဒီဇိုင်းထုတ်ထားတဲ့အတွက်သေးငယ်တဲ့ drone ကိုလွဲချော်နိုင်ပါတယ်။ကျွမ်းကျင်သူတွေကသေးငယ်တဲ့ drone တွေကိုတံပြန်ဖို့အတွက်ပုံမိုတိတ်သီးပြီးသေးငယ်တဲ့ကြည်ပြစ်လွတ်မှုတွေကိုဖန်တီးနိုင်တဲ့ မျိုးဆက်သစ်လက်နက်တွေလိုအပ်တယ်လို့မှတ်ချက်ပြုပါတယ်။ဒါပေမဲ့ဒီနည်းပညာကတော့ရုရှားစစ်တပ်ရဲ့လက်နက်ပစ္စည်းစင်းရဲမှာမရှိသေးပါဘူး။ရုရှားလေကြောင်းကာဝေးစနစ်တွေဟာဂျက်လင်ခစ်ကချင်းချောင်းမှုတွေအတွက်အကောင်းဆုံးဖြစ်အောင်ပြုလုပ်ထားတဲ့ဖြစ်ပေမဲ့ခစ်သစ်စစ်မြေပြင်ကတော့ drone ခစ်တဲ့ကိုရောက်ရှိနေပါပြီ။ယူကရိန်းတွက်ဒီတိုက်ခိုက်မှုကရုရှားပိုင်နယ်ထဲကိုလက်နက်ဆိုင်ဆိုင်ထိုးဖောက်ဝင်ရောက်ဖို့ကောင်းကင်ကိုလက်နက်အဖြစ်အသုံးပြုတဲ့အကြီးမားဆုံးအားသာချက်တွေတဲကတစ်ခုဖြစ်နေသေးပါပဲ။ ယူကရိန်းဟာဒီတိုက်ခိုက်မှုတွေကနေစစ်ရေးအရာအသာချက်တွေရရှိခဲ့ုံသာမကရုရှားအတွက်စီးပွားရေးအရာလည်းဆိုးရွားတဲ့အကျိုးဆက်တွေရှိစေပါတယ်။ဒရုန်းတိုက်ခိုက်မှုတိုင်းအထူးသဖြင့်စွမ်းအင်အခြေခံအဆောက်အုံတွေကိုပိတ်မှတ်ထားတဲ့အခါတိုင်းရုရှားစီးပွားရေးပေါ်တည်တာထင်ရှားတဲ့ကုန်ကျစရိတ်တွေဖြစ်ပေါ်လာပါတယ်။ရေနံချက်ဆက်ယုံတွေကိုတိုက်ခိုက်တာကဒီအကျိုးသက်ရောက်မှုကိုထင်ရှားစွာပြသနေပါတယ်။2025ခုနှစ်တခုထဲမှာရင်ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကြောင့်ရုရှားဟာ ူ့ရဲ့စုစုပေါင်းရေနံချက်စွမ်းရည်ရဲ့အနည်းဆုံး၁၀ရာခိုင်နှုန်းကိုဆုံးရှုံးနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။၂၀24ခုနှစ်မှာလည်းအလားတူတက်ရောက်မှုကိုတွေ့ရှိရပါတယ်။ဒရုန်းတိုက်ခိုက်မှုတွေနဲ့ပြည်ပြင်းရေးလုပ်ငန်းတွေမှာအခက်အခဲတွေကြောင့်ရုရှားရဲ့နှစ်စဉ်ရေနံထုတ်လုပ်မှုပမာဏဟာ၁၂နှစ်အတွင်းအနိုင်ဆုံးအဆင့်ကိုရောက်ရှိခဲ့ပြီးတန်268တန်းပဲရှိပါတော့တယ်။အဲ့ဒီနှစ်မှာရေနံထွက်ကုန်တင်ပို့မှု900ခိုင်နှုန်းကျဆင်းခဲ့ပြီးတန်113.8တန်းအထိကျဆင်းသွားခဲ့ပါတယ်။ ဒီဖီအားတွေကြောင့်ရုရှားယာရှိတွေကစရင်အင်းအချက်လက်တွေကိုလျှို့ဝှက်တင်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။2024ခုနှစ်မေလမှာစွမ်းအင်ဝင်ကြီးဌာနကဓာတ်ဆီထုတ်လုပ်မှုဆိုင်ရာနောက်ဆုံးပေါ်အချက်လက်တွေပေးပို့တာကိုရပ်တန့်ခဲ့ပါတယ်။အောက်ဂိုလာမှာဒီဇယ်ထုတ်လုပ်မှုအချက်လက်တွေကိုလည်းအလားတူဖုံးကွယ်ထားခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလအချက်လက်တွေအရရုရှားယာဉ်နဲ့ချက်ဆက်ယုံတွေမှာရန်နာထားတဲ့အဓိကချက်စွမ်းရည်ဟာဇန်နဝါရီလကတန်1.3တန်းကနေတန်3.3 5သန်းအထိတိုးလာခဲ့ပါတယ်။ဒီဆုံးရှုံးမှုတွေကပို့ကုန်ကိန်းကနန်းတွေမှာတိုက်ရိုက်ပေါ်လွင်ခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလမှာရုရှားရဲ့စုစုပေါင်းရေနံထွက်ကုန်တင်ပို့မှုဟာရခိုင်လကထက်9.500ခန်းလုံးကျဆင်းခဲ့ပြီးရခိုင်နှင့်အလားတူကာလကထက်73.600ခန်းလုံးကျဆင်းခဲ့ကာတန်8.9ခွန်းတန်ပဲရှိပါတော့တယ်။ဒီဇယ်တင်ပို့မှုကလည်း600ခန်းလုံးကျဆင်းပြီးတန်3.6တန်းအထိရောက်ရှိသွားခဲ့ပါတယ်။ ဒီကြာဆင်းမှုနောက်ပိုင်းမှာရုရှားဆိုရကဓာတ်စီတင်ပို့မှုကိုယာယီပိတ်ပင်ခဲ့ပါတယ်။ဒါအပြင်ဒီဇယ်စီထောက်ပံ့မှုတွေကိုလည်းနိုင်ငံတကာအဆင့်မှာကန့်သတ်ခဲ့ပါတယ်။ Price Index Center ရဲ့အဆိုအရ2025ခုနှစ်ဖေဖော်ဝါရီလမှာအာဖရိကကိုဒီဇယ်တင်ပို့မှုဟာတန်1.2တန်းကနေ63400အထိကျဆင်းခဲ့ပြီးထောက်ဝံ့နီးပါးရော့ကျသွားခဲ့ပါတယ်။အလားတူပဲဘရာဇီးနဲ့အခြားတောင်အမေရိကနိုင်ငံတွေအပြင်ရုရှားဒီဇယ်ကိုအကြီးဆုံးဝယ်ယူသူတွေကတအူးဖြစ်တဲ့ တူရကီစီကိုတင်ပို့မှုတွေကလည်းတိတိတသားကြဆင်းမှုတွေရှိခဲ့ပါတယ်။ဒါ့အပြင်ရုရှားကြုံတွေ့ရတဲ့ပြဿနာတွေဟာဒီလောက်နဲ့မပြီးသေးပါဘူး။ကမ္ဘာစံချိန်စံညွှန်းဖြစ်တဲ့ Brent ရေနံစိမ်းဟာ12လတာကာလအတွင်းတပေပါကိုဒေါ်လာ85ကနေ61အထိကျဆင်းခဲ့ပါတယ်။ဒါပေမဲ့ရုရှားရဲ့အဓိကရေနံရောစက်မှုဖြစ်တဲ့ Aurex ရေနံစိမ်းကတော့တပေပါကိုဒေါ်လာ80ကနေ49အထိပိုပြီးမြန်မြန်ဆန်ဆန်နဲ့ကျဆင်းခဲ့ပြီးကမ္ဘာကရေနံအတွက်ပေးရတဲ့ဈေးနဲ့ ရုရှားကပို့ကုန်ကနေရရှိတဲ့ဝင်ငွေကြားကကွာဟချက်ကိုကျေပြန့်စေခဲ့ပါတယ်။အော်ရာယင်နစိန်ကိုတစီကိုဒေါ်လာ69အထက်မှာရောင်းချနေချိန်တုန်းကပူတင်ရဲ့ရုရှားဟာပုံမှန်အချိန်နဲ့တရက်ကိုထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်။ဘတ်ဂျက်ကဟန်ချက်ညီနေခဲ့ပြီးအစိုးရအဖွဲ့ကိုသူတို့ရဲ့လက်နက်တွေရောစားတောက်ကုန်တွေပါထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ပင်စင်ပေးချိန်မှုတွေကိုအချိန်မီပြုတ်လုပ်ခဲ့ပါတယ်။အမျိုးသားစည်းတိမ်ဥစ္စာရန်မုံငွေလဲတိုးပွားလာခဲ့ပါတယ်။ ဒီလိုစီးပွားရေးဆိုင်ရာအိမ်မက်ဆိုးကြီးကတော့ပြီးခဲ့တဲ့စက်တင်ဘာလမှာပြီးဆုံးသွားခဲ့ပါတယ်2024ခုနှစ်အောက်တိုဘာလကနေဒီဇင်ဘာလအထိ ORS ဈေးနှုန်းတွေတစီကို65ဒေါ်လာဝန်းကျင်မှာရှိနေချိန်မှာပထမဆုံးအကြောင်းတွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်ဘတ်ဂျက်ပိုရှန်မှုတွေပျောက်ကွယ်သွားခဲ့ပါတယ်တလကိုဒေါ်လာ9.8ဘီလီယံနှုန်းနဲ့ငွေတွေထွက်ပြေးခဲ့ပါတယ်ဘဟုဘန်ကယာယီနည်းပညာဆိုင်ရာခက်ခဲတွေရှိတယ်လို့ပြောဆိုပြီးစီးပွားရေးစည်းရင်းအင်းတွေကိုထုတ်ပြန်တာရပ်ဆိုင်းခဲ့ပါတယ်။ ဒုတိယတန်းစားမျိုးကြီးတွေကဈေးဝယ်စင်တာတွေမှာ40ရာခိုင်နှုန်းသောဆိုင်ငန်းတွေလစ်လပ်နေတယ်လို့သတင်းပို့ခဲ့ပါတယ်။ရုရှားလူမျိုးတွေကတော့အခုထိထိတ်လန့်တုန်လှုပ်ခြင်းမရှိသေးပေမဲ့ဒေါ်လာနဲ့ယူရိုတွေကိုစုဆောင်းလာကြပါပြီ။တထေးကြီးတွေကသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုဂျာနေနိုင်ငံတွေစီတိတ်တဆိတ်လွှဲပြောင်းပေးခဲ့ကြပါတယ်။ Goldman Sachs ရဲ့ခန့်မှန်းချက်တိုင်း Brent ရင်းနှံစိမ်းတစ်စီးဒေါ်လာ40ထိရောက်ရှိပြီး Oris ရင်းနှံစိမ်းတစ်စီးဒေါ်လာ30ထိကျဆင်းသွားမယ်ဆိုရင် ရုရှားဟာစနစ်တစ်ခုလုံးပြိုလဲသွားတဲ့အခြေအနေကိုရောက်ရှိသွားပါလိမ့်မယ်။ဒီစိမ်းတုန်းမှာရေနံတွင်း60ရာခိုင်နှုန်းဟာအကျိုးအမြတ်မရှိတော့ဘဲဖြစ်သွားပါလိမ့်မယ်။စက်မှုလုပ်ငန်းတစ်ခုတည်းပေါ်မိခုံနေရတဲ့မြို့ငယ်လေးတွေမှာအလုတ်လက်မဲ့နှုန်းဟာ35ရာခိုင်နှုန်းထိရောက်ရှိနိုင်ပါတယ်။ဘန်စနစ်ကလည်းပြိုလဲမှုနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ငွေကြေးဖောင်းပွားမှုအစမတန်ပြင်းထန်လာနိုင်တဲ့အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်။အစိုးရအနေနဲ့ပင်စင်ပေးမလားစစ်သားတွေကိုလာစားပေးမလားဆိုတာကိုရွေးချယ်ရပါလိမ့်မယ်။ နှစ်ခုစလုံးကိုတပြိုင်တည်းမတိုက်နိုင်မတက်နိုင်တော့ပါဘူးလူမှုရေးမငြိမ်သက်မှုတွေဟာတီးခြားဆန္ဒပြမှုတွေကနေအခြေအနေတစ်ခုလုံးပြိုလဲသွားတဲ့အထိပိုဆိုးလာပါလိမ့်မယ်ဒီဘေးရန်ရဲကသဘောတရားသက်သက်မဟုတ်ပါဘူးဧပြီလမှာဈေးနှုန်းဒေါ်လာ90အောက်ကိုကျဆင်းခဲ့တာကအရေးပေါ်အစီအမံတွေကိုစတင်လှုပ်ရှားစေခဲ့ပြီးသားပါဗန်နာယီဝန်ကြီးဌာနက Rubel 1.2 trillion တန်ဖိုးရှိတဲ့ရင်းနှီးမြှုပ်နှံမှု project တွေကိုဖျက်သိမ်းခဲ့ပါတယ်။ဗလာဒီမာပူတင်ကလိုအပ်လာပါက ပင်စင်ပေးချိန်မှုတွေကိုဆယ်ရက်အထိရွှေ့ဆိုင်ဝင်ပြုတဲ့အမိန့်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။မော်စကိုကပြည်ရင်းပြည်ရင်းစားတောက်ကုန်ဈေးနှုန်းတွေကိုတည်ငြိမ်အောင်ထိန်းထားဖို့အတွက်ကောက်ဘဲသီးနှံပို့ကုန်အခွန်ကို200ရာခိုင်နှုန်းတိုးမြှင့်ခဲ့ရမှာ United Russia ကိုအမြဲတမ်းမဲပေးတဲ့စိုက်ပျိုးရေးဒေသတွေကိုဒေါသထွက်စေခဲ့ပါတယ်။ရုရှားရဲ့2015ခုနှစ်အကြက်တဲကတော့မှတ်သားစရာနှိုင်းရှင်ချက်တစ်ခုကိုပေးပါတယ်။အဲ့ဒီတော့ကရေနံဈေးဟာတစ်စီကိုဒေါ်လာ43အထိကျဆင်းခဲ့ရမှာ GDP 3.8%ရာခိုင်နှုန်းကျုံသွားစေခဲ့ပါတယ်။ဒါပေမဲ့ရုရှားဟာအဲ့ဒီအချက်တဲတဲကိုအရန်ငွေဒေါ်လာ380ဘီလီယံနဲ့ပိတ်ဆို့အရေးယူမှုအ ਨੇ ချင်းနဲ့ဝင်ရောက်ခဲ့တာပါ။ဒီနေ့မှာတော့အသုံးပြုနိုင်တဲ့အရန်ငွေတွေဟာ85ရာခိုင်နှုန်းပိုပြီးနေနေပါပြီ။ပိတ်ဆို့အရေးယူမှုတွေကနီးပညာသွင်းကုန်တွေကိုပိတ်ဆို့ထားပြီးစစ်ပွဲကတော့တနေ့ကိုဒေါ်လာ1ဘီလီယံကုန်ကျနေပါတယ်။စီးပွားရေးဆိုတာကိန်းဂဏန်းတွေတသက်မဟုတ်ပါဘူး။ ဖိအားတွေအောက်မှာစင်ကျင်တုံတရားနဲ့ရွေးချယ်မှုတွေပြုလုပ်နေတဲ့လူတွေအကြောင်းပါရုရှားလူမျိုးတွေဟာပူတင်ရဲ့အင်ပါယာအိမ်မက်တွေကြောင့်ဆင်းရဲဒုက္ခရောက်ခဲ့ရပေမဲ့ဒီဆင်းရဲဒုက္ခမှာကန့်သက်ချက်တွေရှိပါတယ်အဖိုးအကြီးတွေစေဝါဝယ်မသုံးနိုင်တဲ့အခါအလေလက်ဆင့်စီမံခန့်ခွဲသူတွေက အပေါင်းခံထားတဲ့တိုက်ခန်းတွေဆုံးရှုံးရတဲ့အခါဆက်ယုံလုံသမားတွေကရူဘယ်အစားဂတိစာချုပ်နဲ့လစာရတဲ့အခါမျိုးချစ်စိတ်ဓာတ်ကအသက်ရှင်တန်ရေးထက်အေးမကြီးနိုင်တော့ပါဘူးတမိုင်းရဲ့ခြေခွဲပွဲရာအမှန်တရားကတော့ အင်ပါယာတွေဟာပြင်ပရန်သူကြောင့်ပြိုလဲသွားတာမဟုတ်ပါဘူး။သူတို့ရဲ့ကိုပိုင်စီးပွားရေးမကိုက်ညီမှုတွေကြောင့်ပြိုလဲသွားတာပါ။ဆိုဗီယက်ယူနီယံကရေဂန်ရဲ့ကာဝေးရေးအသုံးစရိတ်တွေကိုမှီအောင်ကြိုးစားရင်းဒေဝါလီခံခဲ့ရပါတယ်။ဗလာဒီမာပူတင်ရဲ့ရုရှားကတော့သူမထိန်ချုံနိုင်တဲ့ရေနံစိမ်းလုံးတွေနဲ့သူရှောင်လှဲလို့မရတဲ့စီးပွားရေးအခြေအနေတွေကြောင့်ဒီလိုကံကြမ္မာမျိုးနဲ့ကြုံတွေ့ရပါလိမ့်မယ်။ဒီကုန်းချုပ်အနေနဲ့ပြောရရင်မကြသေးမီကပြင်းထန်တဲ့ဒရုန်းတိုက်ခိုက်မှုတွေဟာစည်ရင်းနည်းပြူဟာတတ်တတ်မဟုတ်ပါဘူး။ သူတို့ဟာစစ်ပွဲရဲ့သဘောတဘာဝအခြေခံကြကြပြောင်းလဲသွားပြီဆိုတာကိုပြသနေတဲ့အားကောင်းတဲ့လက္ခဏာတွေပါပဲရုရှားရဲ့စီးပွားရေးနှွမ်းနယ်မှုနဲ့ Orex ရေနံစင်းလုံးအတက်ကြတွေပေါင်းဆက်ပြီးယူကရိန်းရဲ့ drone တိုက်ခိုက်မှုတွေကြောင့်ဗလာဒီမာပူတင်ပေါ်ပြင်းထန်တဲ့ဖိအားတွေတက်ရောက်နေပါတယ်ဒီစစ်ပွဲကတော့ကျင်းတူပြီးတင်ကားတွေရဲ့အရေးအောက်မှာတိုက်ခိုက်နေတဲ့စစ်ပွဲတစ်ခုမဟုတ်တော့ပါဘူးဒါဟာနီးပညာက မောင်းနှင်နေတဲ့မျိုးဆက်တဲ့အမြင့်ဖြုတ်စစ်ပွဲတိုက်ပွဲတစ်ခုပါ။ကောင်းကင်ဟာထောင်လန်းရေး drone တွေ ဆိုင်ဘာစစ်စင်ရေးတွေနဲ့ AI ထိမ့်ချုပ်မောင်းသူမဲ့စနစ်တွေနဲ့ပြည့်နှက်လာတာနဲ့အမျှရှေ့တန်းကရခိုင်ကလိုတည်ငြိမ်နေတာမဟုတ်တော့ပါဘူးအမြဲတမ်းကျယ်ပြန့်နေတဲ့နယ်နိမိတ်တွန်းကန်နေတဲ့ပုံစံမျိုးကိုယူနေပါပြီနှစ်ဖက်စလုံးဟာလက်နဲ့အရေးတွက်မာနေမှာကပဲဤပညာလွှမ်းမိုးမှုမှာပါစစ်ရေးတာလွန်မှုကိုရှာဖွေနေကြပါတယ်ရုရှားက drone စစ်ပွဲတွေအတွက်ညံရီတုကိုပေါင်းဆက်အသုံးပြုရမှာဥဆောင်နေတယ်လို့ဆိုပေမဲ့ ယူကရိန်းကမဟာဗျူဟာမြောက်ဖန်တီးတူထင်မှုတွေကနေ မော်စကိုကောင်းဝင်ထိရောက်ရှိနိုင်တဲ့ထိရောက်တဲ့တိုက်ခိုက်မှုတွေကိုစတင်လှုပ်ဆောင်နေပါတယ်။မောင်းသူမဲ့ယင်တွေစိုက်ဘာတိုက်ခိုက်မှုတွေနဲ့စီးပွားရေးဖိအားတွေဟာစစ်မြေပြင်ရဲ့နယ်နိမိတ်တွေကိုအဆုံးမရှိကျယ်ပြန့်စေခဲ့ပါတယ်။ဒီလိုရှုပ်ထွေးတဲ့ကမ္ဘာကြီးထဲမှာစစ်ပွဲရဲ့အနာဂတ်ဟာမရေရာပေမဲ့တခုကတော့ထေချာပါတယ်။အဲဒါကတော့ဤပညာနဲ့စမ်းသစ်တီထွင်နိုင်စမ်းကသာအသက်ရှင်တန်မှုနဲ့စစ်ပွဲအောင်နိုင်မှုရဲ့တော့ချက်ဖြစ်လာပြီဆိုတာပဲဖြစ်ပါတယ်။ ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။